အလောင်းတော်မင်းသားဟာရွှေနန်းစည်းစိမ်နေခံစားရင်နန်းဆန်သက်73နှစ်တတ်တော်29နှစ်အရွယ်ရောက်လာတယ်။တနေ့ဥယင်တော်ကိုထွက်တော်မူရာမှာနတ်တို့ဖန်ဆင်းပြတဲ့သူအိုသူနာသူသေးယဟန်နမိတ်ကြီးလေးပါတို့ကိုမြင်တော်မူလေတယ်။အိုချင်းစင်းရဲ့နာချင်းစင်းရဲ့တေချင်းစင်းရဲ့တို့ကိုသိမြင်ကြောက်ရွံ့တော်မူလာပြီး ယဟန်အဖြစ်ရဲ့အင်းငင်းချမ်းသာခြင်းကိုနှစ်သက်အားကြကယနေ့ပင်တောထွက်ယဟန်ပြုတော်မယ်လို့ဆုံးဖြတ်ရင်ဥယင်တော်ကိုဆက်မသွားတော့ပဲနန်းတော်ကိုသာပြန်ကြွတော်မူလာတယ်။နမိတ်ကြီးလေးပါးကိုမြင်ကတတိတံဝေကဖြစ်ပြီးယဟန်ပြုခြင်းစိတ်ပြင်းပြနေတဲ့အလောင်းတော်မင်းသားဟာတကောင်းရန်ချိန်မှာစန္ဒအမတ်ကိုခေါ်ပြီး စီးတော်မြင်ကန္နကကိုကာကြိုးစင်စီတယ်။နန်းတော်ကထွက်ရကနီးမှာအလောင်းတော်မင်းသားလဲတကားမှမမြင်ရသေးတဲ့ဖွားမြင်စားသားတော်လေးကိုရှူစားဖို့ရတော်တရားမိဖုရားရဲ့ဆက်ရဆောင်နှန်းကိုကြွတော်မူပြီးလင်ပြီးခြင်းပဲငင်းပေါ်တက်ကမြို့ပြင်ကိုထွက်တော်မူတယ်။အလောင်းတော်မင်းသားကန္နကမြင်းကိုစီးပြီးမြို့တော်ကထွက်လာတဲ့ဆိုရင်ပဲ ကောင်းမှုကုသိုလ်ပြုတာကိုမလိုလားတဲ့မာနတားရောက်လာပြီးအသင်မင်းသားစัจจဝရင်းမင်းဖြစ်ရန်ခုနှစ်ရက်သာလိုပါတော့တယ်။နန်းတော်သူပြန်ပါတော်မထွက်ပါနဲ့လို့တားစီတယ်။အလောင်းတော်မင်းသားကဟဲမာနန်တတဝါပေါင်းကိုငြိမ်းချမ်းခြင်းသို့စောင်းယူကဲတင်နိုင်သောတရားမင်းဖျားသာငါဖြစ်လို့တယ်။စัจจဝရင်းမင်းငါမဖြစ်လို့လို့ ပြန်လည်ပြောတော်မူပြီးဆက်လက်ထွက်တော်မူတယ်အလောင်းတော်မင်းသားလဲမြင်းတော်ကို ဆက်လက်နေတော်မူခဲ့ရာ အနော်မာမြကန်းကိုရောက်လာတယ်အနော်မာမြကန်းရဲ့တဲငွေတောင်ရံမှာရက်တော်မူပြီးစံတော်ကိုပယ်ဖြတ်တော်မူတယ် ဖျားဖြစ်မြည်မှန်ရင်ငါဤဇံတော်သည် ကောင်းငယ်၌တီပါစေသားလို့အဋ္ဌံပြုပြီးဇံတော်ကို အထက်ကိုမြောက်တင်လိုက်တယ်အထက်ကောင်းငယ်မှာရက်တက်နေတဲ့ဇံတော်ကိုတရားမင်းကယူဆောင်သွားပြီးနတ်ပြည်မှာစူလာမဏိစေတီတည်လိုက်တယ်အဲဒီနောက်တော့ဂတိကာရမြမာကြီးဆက်ကပ်လာတဲ့ သင်္ကန်းပရိခရာကိုလဲလှယ်စင်မြန်းပြီးယဟန်ပြုတော်တွင်အလောင်းတော်မင်းသားရဲ့ဝင်လဲတော်တွေကိုတော့မြမပြည်ယူဆောင်သွားပြီးဒုတစီဒီတေထာကိုဝယ်လိုက်တယ်